အဲ့တော့အကြောင်းတရားနဲ့အညီစီမံကြပါတဲ့အကြောင်းတရားဆိုတာကအကြောင်းဆိုတာကဟောဒီအကြောင်းကြောင့်ဟောဒီလိုသဘောတရားပါလားဆိုပြီးအဲ့ဒါလေးနဲ့ပဲဘဝကိုစီမံလို့ရပါတယ်အပိုင်ဘူးမှမရပါဘူးအပိုင်လည်းမထင်ကြပါနဲ့အပိုင်ကဘယ်တော့အခါမှမရဘူးနော် ဲ့တော့အပိုင်မြင်ရတဲ့အကြောင်းလေးကိုကျွန်တော်အဲအလွယ်တကူစကလုံးလေးတွေနဲ့ပြောထားတာရှိပါတယ်အလွယ်တကူစကလုံးလေးဆိုတာဘာပြောလဲဆိုတော့အခုလူတွေကဟိုသွားတီသွားနေသွားကြတယ်ဟိုအမြင်ဒီအမြင်မြင်ကြတယ်အဲ့တော့အတန်နေလဲကြားကြတာပဲအဲ့မှာတရားကအပြည့်ဖြစ်နေတာနော်အချိန်တိုင်းဖြစ်နေတာအဲ့တော့ဘလို့ဖြစ်တယ်လဲဆိုတော့ကိုမြင်လဲမြင်ကွင်းလေးတွေက ုပ်ရှင်ဇက်ကကြည့်တယ်လို့ပဲဖြတ်ခနဲ့ဆိုဖြတ်ပြီးသွားတာသူကလူတယောက်ကကိုရှိကဖြတ်လျှောက်သွားတယ်လျှောက်သွားမှာပဲနောက်တယောက်ကထားလျှောက်တာပဲဒါဆိုရင်အတန်နေရအောင်အတန်နေရလဲဒီတိုင်းပဲအတန်တန်ဖြတ်ပြီးသွားတာပဲကိုနောက်အတန်တန်ထပ်ပြီးဖြတ်သွားတာပဲစားစရာတွေစားခဲ့ရတယ်စားစရာလေးတွေအခုစားတဲ့ဒီရတာတည်တယ်အဲ့ဒီရတာလေးကဖြတ်ပြီးသွားလိုက်တာဘယ်ဟာများကိုစီမှာတင်ကြံနေခဲ့သလဲတဲ့ အဲ့တော့အဲ့ဒီစကလုံးလေးတစ်လုံးသင်တို့ပြောပြတယ်။ဘယ်ဟာမှပိုင်မရဘူးနော်ဖြတ်ပြီးသွားတာ။ကိုစီကနေဖြတ်ပြီးသွားတာနော်စိတ်ထဲလည်းဝင်မသွားဘူးနော်။စိတ်ထဲကနေလည်းဖြတ်ပြီးသွားတာတိလိုက်တယ်တိပြီးသွားသူ ဖြတ်သွားတာပဲ။နောက်တစ်ခုကလည်းဒီတိုင်းပဲကိုရှိကလူတယောက်ဖြတ်သွားတယ်ဖြတ်ပြီးရှောက်သွားတယ်လို့ပဲ။အဲအဲ့ဒီမှာဘာမသိလဲဆိုတော့ကိုကအီဖြတ်ရှောက်သွားတာကိုအဖမ်းဆွဲလိုက်တယ်။အပိုင်ချထွက်လိုက်တယ်။ အဲ့ဒီမှာပြဿနာတက်တော့တာဒုတိယကကိုယ်စကားတခုပြောတယ်ပြောတဲ့စကားဖြတ်ပြီးသွားတာလေစိတ်ကိုဖြတ်ပြီးတော့တိပြီးတော့ပြီးသွားပြီမရှိတော့ဘူးအဲ့ဒီခါကိုကအဲ့ဒါကိုဖြတ်ပြီးသွားတာကိုအပိုင်ယူလိုက်တယ်ဆွဲလိုက်တယ်ဟာဆွဲထားလိုက်တော့အဲ့ဒါကြီးကမပြောက်တော့တကယ်ကမရှိတော့ဘာမှလည်းသုံးမရတော့အဲ့တော့သုံးမရတဲ့အသုံးမကျလို့သုံးမရတဲ့ဟာကြီးကို သုံးရင် အဲ့ဒါလည်းပဲမိုက်မဲမှုပဲတဲ့။ဒါမတိမှုမိုက်မဲမှုခေါ်တယ်။အဲ့ဒါကိုအဘိဓမ္မာရပြောတော့မောဟဖြစ်သွား။ဟောသုံးလို့လည်းမရဘူး။အသုံးလည်းမကျဘူး။အသုံးလည်းမကျဘူး။သုံးလို့လည်းမရတဲ့ဟာကိုသုံးရင်အဲ့ဒါမောဟပဲတဲ့။ဒါမတိမိုက်မဲမှုလို့ခေါ်တယ်။အဲ့တော့ဒါကိုဘာလို့မတိတာလဲ။ခုနကလူတွေကပဲလူပဲဖြစ်ဖြစ်နော် ခုရှိကနေဖြတ်လျှောက်သွားတဲ့လူတွေကြီးပဲစကားတန်နေရလဲဖြတ်ပြီးတော့ဒီဘက်ကနေဖြတ်ပြီးဟိုဘက်ကိုဖြတ်ထွက်သွားတာကြီးပဲနောက်ဆုံးကိုပတ်ဆံရလာတဲ့တောင်အဲ့ပတ်ဆံဒီဘက်ကဝင်ဟိုဘက်ကနေ ပြန်ထွက်သွားတာပဲဖြတ်လျှောက်သွားတာကြီးပဲပြည်စီဝတ္ထုတွေလည်းဒီတိုင်းပဲနော်စားစရာတောက်စရာတွေလည်းစားတုံးချိန်လေးပဲကိုကြည့်ရောက်လာပြီးပြီးရင်တစ်ဖက်ကိုပြန်ထွက်သွားတာပဲ တကယ်ရှိတာပေါ့ယောထုပိုင်းဆိုင်ရာအပြင် သူတို့ကဒီတိုင်းလေးပဲမြင်နေကြားနေတွေ့နေရတဲ့ခါကျတော့ဒါလေးမြဲနေတယ်လို့တော့စိတ်ထဲမှာမှတ်ချင်မှတ်ကြတာပေါ့အဲတော့သူမြဲမြဲမမြဲမြဲအချိန်ကာလနဲ့ကြည့်မယ်ဆိုရင်ခဏလေးပဲဖြတ်ပြီးသွားကြတာအချိန်ကာလနဲ့ပြန်ကြည့်နော်တခုခုအကြောင်းစဉ်းစားရင်အဲ့စဉ်းစားတဲ့အချိန်လေးပဲသူကဖြတ်ပြီးသွားတာမစဉ်းစားရင်အဲ့ဒီကောင်ရှိမှန်းတော့မသိလူတယောက်ကြောင့်စဉ်းစားအဲ့ဒီလူတယောက်ကကိုယ်စိတ်တွေဖြတ်ပြီး ဝင်သွားတာဝင်သွားပြီးနောက်တစ်ယောက်ကြောင့်စဉ်းစားအဲ့ကောင်မရှိတော့အဲ့တော့ဘယ်ယာမရက်တန့်နေတာလဲမရှိဘူးဖြတ်ပြီးသွားတာတွေပဲရှိတော့အဲ့ဒါကိုမသိကြမသိကြတော့အပိုင်ထင်ပြီးတော့ဆွဲထားလိုက်ကြတယ်အဲ့ဒီမှာပြဿနာတက်တော့တာကြရီတော့မသိပဲနဲ့ဖြစ်နေတဲ့ဘဝရဲ့အထူးသိပြီးတော့ဖြစ်တဲ့ဘဝကွာခြားသွားတယ်ဆိုတဲ့အကြောင်းကိုအစပိုင်းမှာပြောခဲ့တယ် အထူးတိတာကိုဝိပဿနာလို့သုံးထားတယ်စာထဲမှာနော်ဝိပဿနာကိုလူတွေကအင်မတန်ခက်ပြီးတော့ရှားနေဖွေနေကြတခါတည်းဇကုတ်ဇကဲနဲ့ခယုကရောင်းကြိုက်ဖမ်းတယ်လို့အကြီးကျယ်နဲ့လိုက်နေကြအဲရိဒါဘုံဆုံးကလည်းပဲသမထလို့လို့ဝိပဿနာလို့လို့ရောင်ဝါးဝါးနဲ့အဲသမထပြီးမှဝိပဿနာတင်ရမှာဇံရပြီးတော့မှဝိပဿနာတင်ရမှာတွေးကြရတယ်လျှောက်ပြောကြတယ်အဲ့ဒါသမတ္တပေမတ္တလည်းမဟုတ်ဘူးနော်သာတ္တပေတ္တတွေ အကျင့်မကောင်းတာလည်းမဟုတ်ဘူးเนาะကျင့်လိုက်တာလည်းပဲတော်ရီတောင်းနေတယ်မှာအကျင့်နေအပြင်လည်းကောင်းတယ်လို့ပြောလို့ရတယ်ဒါပီရီတတ်တယ်လို့လည်းပြောလို့ရတယ်ဒါပေမဲ့သဘောတရားကြတော့မမိကြဝိပဿနာဘယ်နာမနေမှမသိဘူးအဲ့တော့ဝိပဿနာဆိုတာတိုက်ရိုက်ပါတာပြန်အထူးသိခြင်းလို့ခေါ်တယ်ကဝိယထူးကြတဲ့ပတ္တရှုမြင်သုံးသပ်မှုပေါ့အထူးသိအထူးမြင် ခေါ်တာပေါ့ အဲ့မှာတော့အထူးသည့်ဆိုတဲ့သကလုံးလေးရာဒီသကလုံးကိုအိဗက်ပေါ်နိုင်ရင်ဝိပဿနာရဲ့ definition ကပေါ်လာတာပဲနော်ဒီဆိုလိုရင်းကပေါ်လာတာပဲဝိပဿနာရဲ့အိဗက်ပေါ်လာအထူးသည့်နော်ပြောတာကအထူးသည့်လို့ပဲပြောတာအထူးသည့်ကအစအုပ်ပြန်ကြည့်ဘဝဆိုတဲ့ဖြစ်ရထဲမှာဘယ်နာပါမလဲတဲ့အတွေးနဲ့ဖြစ်တာရှိတယ်အပြောနဲ့ဖြစ်တာရှိတယ် အလုတ်ကင်ဖြစ်တာရှိတယ်၃ခုပဲနှစ်ခုကရုပ်ပိုင်းဆိုင်ရာမှာဖြစ်တာတစ်ခုကစိတ်ပိုင်းဆိုင်ရာမှာဖြစ်တာအတွေးကစိတ်ပိုင်းဆိုင်ရာမှာဖြစ်တာအပြောကရုပ်ပိုင်းဆိုင်ရာမှာဖြစ်တာအလုတ်ကင်ကရုပ်ပိုင်းဆိုင်ရာမှာဖြစ်တယ်အဲဒါဆိုရင်ဝိပဿနာအထူးတိလို့ပြောတယ်အထူးတိလို့ပြောရင်စိတ်ပိုင်းဆိုင်ရာမှာဖြစ်တာလားရုပ်ပိုင်းဆိုင်ရာမှာဖြစ်တာလားလို့ကြည့်လိုက်တဲ့အခါကျတော့ ဘဝဆိုတဲ့ဖြစ်ရမှာဘယ်နှမသွားဝင်လဲဆိုတော့စိတ်ပိုင်းဆိုင်ရာမှာဖြစ်တာလို့တွေ့ရစိတ်ပိုင်းဆိုင်ရာမှာအထူးသီလို့ပြောတာနော်သီဆိုတာကအသီဆိုတာကစိတ်ပိုင်းဆိုင်ရာပဲကိုသွားတာအထူးပြောလဲမဟုတ်ဘူးအထူးလုပ်လဲမဟုတ်ဘူးအဲ့တော့အဲ့ဒါအင်မတန်ရှင်းနေပြီလေဒါပေမဲ့လူတွေကအဲ့ဒီအထူးသီကိုလုံးဝမသိပဲနဲ့အထူးပြောနဲ့အထူးလုပ်ကပဲကိုသွားနေကြတခြားစီကြီးပဲဘာမှမဆိုင်ဘူး နော်ယုံတော်မြေခွေးမြောက်လိုက်ဆိုတာအဲ့ဒါအထူးလောက်ကတော့တိတ်ကြိုက်ကြတာအိမ်မှာမနေနဲ့လာခဲ့တီရောအဲ့ဒါအထူးဖြစ်သွားပြီလေသွားတော့ဗာနဲ့သွားရဲခန္ဓာကိုယ်ကြီးသွားတာလေအဲ့တော့မန်ထိုင်ထိုင်ထိုင်ဆိုလည်းပဲဗာထိုင်ခန္ဓာကိုယ်ကြီးထိုင်ခိုင်းတာလေစိတ်ပိုင်းဆိုင်ရာတော့နောက်မှထဲမှာပေါ့ဒါပေမဲ့လောက်ရက်ကအထူးလောက်ရက်ကြီးလေအထူးလောက်ရက်ကြီးပြောတော့လေအထူးစပယ်ရှယ်ကိုပြောတာပြောတာမှ၄ရက် အမိုးလုံးပြည့်ဟိုးဟိုးမိုးလုံးပြည့်ဆိုတာငကိုတော့ကသုံးတဲ့စကားလုံးမိုးလုံးပြည့်အောင်ပြောတာအမြင့်ကြီးကနေပြောတာနော်စကားလုံးကြီးနဲ့သွားနာထောင်ကြီးအကြီးကြီးတွေနော်တခါတည်းအဲ့တော့ဒါအပြောနဲ့အလုတ်ကအထူးအထူးလောက်တာတွေအထူးပြောရတာတွေဟိုမှာဝိပဿနာကအပြောနဲ့အလုတ်ထဲမှာမပါဘူးအထူးသီးလို့ပဲပါတာသူ့ရဲ့အဓိပ္ပာယ်လေးကဒါလေး မင်းတို့အထူးတိကြပါကွာတဲ့ဘုရားပြောတာအထူးတိဆိုတာစိတ်ထဲကနေသွားတာအထူးတိဆိုတာဘာပြောလဲခုနကတော့ဦးဇင်းတို့ပြောတယ်လူတွေကကိုယ့်ရှေ့ကဖျက်လျှောက်သွားတယ်ဖျက်လျှောက်သွားတာတော့ဟုတ်တာဗောဖျက်လျှောက်သွားတည်တာဗောဒါပေမဲ့အဲ့ဒီသဘောတရားအပြင်ယူပြီးတော့ခြားနေရမှာမသုံးမိကြဩော်သူကဖျက်လျှောက်သွားတာပဲဘဝထဲမှာတင်ကြံခဲ့တာမှမဟုတ်ပဲ အပိုင်းနေအချင်းရက်နေခဲ့တာမှမဟုတ်ပဲဖြတ်သွားယုံလေးလောက်ပဲဖြတ်ခနဲလေးသွားယုံလောက်လေးပဲ။ဟောသူပြောတဲ့စကားလေးကဖြတ်ခနဲပဲဖြစ်သွားယုံလောက်လေးပဲဆိုတာအဲ့ဒါအထူးသည့်လေ။နည်းနည်းလေးထပ်ပြီးတိုးကြည့်လိုက်တော့မှသိတာလေ။တမန်အချင်းဆိုရင်တော့သူဘာပြောသွားတယ်ပဲသိတာဒါရိုးရိုးသိခေါ်တယ်။ဘုန်းကြီးကဘာပြောသွားတာ။နော်ဟိုတကမကဘာပြောသွားတာဟိုတကကြီးကဘာပြောသွားတာဆိုဒါပဲသိမှာပဲလေ။ မဲဟိုကကြီးတရားပြောသွားတာကွာအမမုံမရီပြောသွားခင်းတရားတွေပြောသွားတာအာအဲ့ဒါနဲ့ပဲပြီးသွားတာလေအဲ့ဒါအပြောနဲ့အလုပ်အကရင်ဒါရုပ်ပိုင်းဆိုင်ရာကြီးဝိပဿနာတည်းမပါဘူးနော်ဒုတိလိုပဲပြောတာအထူးလောက်ခိုင်းတာမဟုတ်ဘူးသူပြောခိုင်းတာမဟုတ်ဘူးအဲ့ဒါဝိပဿနာဆိုတာဒါဟုပြောတာဟုတ်ပြီဖျက်လျှောက်သွားတယ်ကဲလျှောက်သွားလွန်သွားတဲ့နေ့ပိုင်းနဲ့မရှိတော့ဘူးလေမရှိတော့သုံးမရတော့ဘူးလေ အသုံးလည်းမကြတော့သုံးလို့လည်းမရတော့သုံးလို့မရတာကြီးကိုသုံးနေမသိလို့သုံးတာပါဆိုပြီးဒီကမောဟဆိုပြီးပြောတယ်ဟိုဝိပဿနာမောဟမဟုတ်ဘူးဝိပဿနာအထူးတည်ဆိုတာတည်တာဗောတည်တယ်ဟာအခုအတန်ကြားတယ်မရှိတော့ဘူးလေမရှိတော့သုံးမရတော့ဘူးလေဘာတတ်နိုင်သေးလဲဘာမတတ်နိုင်တော့ဘူးလေအဲအဲ့ဒီမှာဝိပဿနာသကလုံးနေရပေါ်လာဟာဘာမရှိတော့ဘူးဆိုအိဋ္ဌာလေဖြစ်တော့ဖြစ်တယ်မရှိတော့ဘူးဆိုအိဋ္ဌာဖြစ်သွားပြီ ယမနိဘဲနဲ့ဖြတ်သွားလို့ဒါအိဋ္ဌဖြစ်တာဗောယက်နေအိဋ္ဌပဲဖြစ်ကာလအနေနဲ့ကြည့်တဲ့အခါမှာဖြတ်ကနေဆိုပျောက်သွားတာလေယက်တီပြီးတော့ရှိမှမရှိနေတော့ပဲတဲ့ဒါအိဋ္ဌလို့သုံးတာအဲ့တော့သုံးမရတော့ဘူးဆိုတာဒါအလကားဖြစ်သွားတာလေသုံးမရတော့ဘူးသုံးလည်းမကြတော့ဘူးသုံးလည်းမရတော့သုံးလို့ပဲရတော့မရှိမှမရှိတော့ပဲမရှိတော့လို့သုံးလို့မရတာအတူတူပဲမရှိတော့လို့ဆိုတာကအိဋ္ဌသုံးလို့မရတော့ အလကားဖြစ်သွားတာအခိုင်အမာမရှိတော့ဘူးဆိုတာဒါအနတ္တဆိုပြီးဝင်လာတယ်အလကားဖြစ်သွားပြီဆိုတာအနတ္တကိုပြောတာသူကအနတ္တလည်းဒီလောက်ကြီးနော်သဘောတိပဲဖော်နိုင်ရင်ဒီသဘောတည်းကထင်ရှားပေါ်လွင်မဖော်နိုင်ရင်တော့အနတ္တပဲနားမလိုက်လို့